ဟုတ်ကဲ့အားလုံးမင်္ဂလာပါဘိုးဘိုးဖြစ်ပါတယ်ဘိုးဘိုးထိုင်းမှာသာစကားအကျိုးဆိုပါနော်ဒီနေ့မှလည်းခါတိုင်းလိုပဲပေါ့နော်ထိုင်းအခြေခံစကားလေးတွေပေါ့နော်အဲ့ဒါကိုကျွန်တော်လာပြီးတော့ share ပေးတာဖြစ်ပါတယ် okay ဒီနေ့မှကြတော့မိသားစုနဲ့ဆိုင်တဲ့စကားတွေဖြစ်ပါရဲ့နော်မိသားစုမိသားစုနဲ့ဆိုင်တဲ့စကားမိသားစုခေါ်တယ်ပေါ့နော်အဲ့ဒါဘယ်လိုပြောလဲဆိုတော့ကျွန်တော်လာပြီးတော့ share ပေးတာဖြစ်ပါတယ် okay စာမယ်နံပါတ်၄ယူနေစာမယ်နော်နံပါတ်၄ယူနေနံပါတ်နံပါတ်၄ယူနေစာမယ်နော် okay နံပါတ်၁မှာကကြတော့ဒါပေါ့နော်ပြောချင်တာဒါကျွန်တော်ရဲ့အဖေပေါ့နော်မိန်းကလေးဆိုလို့ရှိရင်ကျမရဲ့အဖေပေါ့နော်အဲအဲ့လိုမျိုးဒီပဲရှိပါတယ်ဒါကျွန်တော်ရဲ့အဖေတမဟုတ်ကျမရဲ့အဖေဆိုတော့ဒီပဲရှိပါတယ်အဲ့ဒါဘယ်လိုပြောမလဲဆိုတော့အာအတန်ထွက်လေးကျွန်တော်တခါလေးရေးပြထားရင်နော်အမမြန်မာစာပြီးတော့ထိုင်းစာပြီးတော့အတန်ထွက်ကိုအင်္ဂလိပ်စာနဲ့ရော မြန်မာစာနဲ့ပါရေးပေးထားပါတယ်အောက်ဆုံးမှာကြာတော့သူရဲ့အဓိပ္ပာယ်လေးတွေဖြစ်ပါတယ် okay ဒါကျွန်တော်ရဲ့အဖေပါပေါ့နော်ဒါကျွန်တော်ကျမရဲ့အဖေပါဆိုလို့ပြောမယ်ဆိုလို့ရှိရင်นี่คือนี่คือพ่อของฉันนี่คือสวัสดีဥမာပစ္စည်းနဲ့ဆိုလို့ရှိရင်ဒီအရာဖြစ်မှာကွာလူလူနဲ့ဆိုလို့ရှိရင်တော့အာကိုရဲ့အဖေပေါ့နော်นี่คือพ่อของฉันဆိုလို့ရှိရင် ดาก้าปนมาพ่อสระพีปนของฉันสระจะมาหาจะนอหาจะน้อยพีสุรดีเบชิระปนพ่อของฉันสุรุชิง่ายพีอ่าอะไรมีดีเบชิเดนี่คือพ่อของฉันสุรุชิดาจะนอจะมาพีว่าสุรดีเบชิไปนอรานบัตเจโอเครานบัตเจมาดาจะมาพีปนตมหูจะน้อยพีสุรุปโยระจะไปเนาอเอราโอทีบีลูกโยมากกว่า อุบมาในจังหวัดชิมยามเนาะนี่ของฉันสุลุชินดาง่าฮะนี่คือขวดขวดน้ำของฉันสุลุชินดาก็ง่ะยยิบุนะอรูปที่ตัวเมขวดน้ำาสุลยิบุขวดที่ไปเนาะขวดน้ำขวดน้ำาสุลยิบุนี่คือขวดน้ำของฉันสุลุชินดาก็ง่ะยีิบุสุลอดีเบชิบาเดอ่าพี่วเมสุปงนั่นมาดากะ ျွန်တော်ရဲ့ငါရဲ့အဖေပေါ့နော်ပြောချင်တာငါရဲ့အဖေဆိုပြီးတော့ကျွန်တော်ရေးပြထားတာဖြစ်ပါတယ်အဲ့ဒါကျွန်တော်ဥပမာလေးနဲ့ရှင်းပြတာပေါ့နော်ဥပမာလေးနဲ့ကျွန်တော်တစ်ခါလေးရှင်းပြတာဖြစ်ပါတယ်นี่คือพ่อของฉันဒါကငါရဲ့အဖေပေါ့နော်ဒါကကျွန်တော်ကျမရဲ့အဖေဆိုတာဖြစ်ပါတယ်โอเคဒီဒီဥစ္စာဆိုလို့ရှိရင်นี่คือขนมของฉัน นี่คือဒီဥစ္စာက ขนมสำหรับโมกอบุบเบลล์แบบปลาได้ของฉันสำหรับง่าฮา